အခုချိန်ထိတဲ့အိမ်တော်တက်တန်း9နှစ်10နှစ်ရှိပါပြီတဲ့ကိုရဲ့ဇနီးကလွဲလို့တခြားတယောက်ကိုတဲ့စိတ်ကူတော့မရှိပါဘူးတဲ့ဖုံးပြောစာဖို့တခါမှမပို့ပါဘူးတဲ့အိမ်တော်တစ်ခုထူထောင်ဖို့အတွက်ဆိုတာမလွယ်ဘူးတဲ့အဲ့တော့တမိသားစုပဲကောင်းတယ်ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်အဲ့တော့ဒီလိုအမျိုးသားမျိုးကိုရရှိထားတဲ့မိန်းကလေးတွေကတော့တကယ်ကို အိမ်အောင်ရေးမှာကံကောင်းတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီလိုမျိုးသစ္စာရှိတဲ့ယောက်ျားမျိုးကိုရထားတဲ့မိန်းကလေးတွေနဲ့ပို့ပြီးတော့မှတံပိုးထားပါလို့ပြောချင်တယ်တချို့တော်တော်များများကဒီလိုမျိုးကျွန်တော်တို့သစ္စာရှိတဲ့ယောက်ျားလေးတွေကိုရထားပြန်တော့မိန်းမတွေဘက်ကဖောက်ပြန်တတ်တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေကိုဒီလိုယောက်ျားမျိုးဆိုတာကနှစ်ခါပြန်ရဖို့အတွက်ဆိုတာမလွယ်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ပို့ရေးတံပိုးထားဖို့အတွက်လိုပါတယ်အဲ့တော့အိမ်အောင်ရေးတစ်ခုမှဖောက်ပြန်တာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဖောက်ပြန်တော့မယ်ဆိုရင်အဓိကအရေးကြီးဆုံးတော့ຢာကတချို့တော့ ဖောက်ပြန်မှုတဲ့သူကနောက်တစ်ခါထပ်ပြီးဖောက်ပြန်နိုင်လားအမြဲတမ်းဖောက်ပြန်နိုင်လားဆိုရင်တော့အဲ့ဒီမေကွန်ကနှစ်မျိုးရှိတယ်ခင်ဗျအဲ့ဒါကသူတို့ရဲ့လူပေါ်မှာမူတည်တယ်တချို့တော့သူကဖောက်ပြန်လိုက်မိပြီးဆိုရင်ကိုယ့်ရဲ့အိမ်နောင်ဘက်ကတိသွားတဲ့ခါကြလို့ရှိရင်နောင်သားရသွားတယ်ရှက်သွားတယ်နောက်တစ်ခါဘယ်တော့မှမလုပ်တော့ဘူးဆိုပြီးတော့သူတို့ကိုယ်သူတို့ဂတိတွေပြန်ပေးပြီးတော့မှပြောရမယ်ဆိုရင်တော့အကောင်းတဲ့ဘက်အခြေဆိုင်တာကောင်းတဲ့ဘက်ကို ပြောင်းသွားပြီးနောက်တော့နောက်ပိုင်းဒီလိုမကောင်းတဲ့အရာကိုဘယ်တော့မှမလုပ်တော့ဘူးဆိုပြီးတော့အဲ့လိုပြောင်းလဲသွားတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့နည်းနည်းတော့ရှားတယ်ဒါပေမဲ့နောက်ထပ်တအုပ်စုကတော့ဖောက်ပြန်နေစားဖောက်ပြန်လက်စားရတဲ့အကြည့်တွေသူမဖြောင်းနိုင်ဘူးဒီဖောက်ပြန်ရတဲ့အရာသာကိုသူကဒီတခြားတောင်နဲ့သွားပြီးတော့ပတ်သက်ရတဲ့အရာသာကိုသူကလုံးဝမစွတ်လွတ်နိုင်ဘူးကိုယ်မှအိမ်တော်ပဲရှိနေပေမဲ့နောက်ထပ်နောက်ထပ်လည်းအမြဲတမ်းဒီလိုပဲသွားပြီးတော့ဖောက်ပြန်ရတဲ့အရာသာကိုသူတို့လုံးဝ မဆွလုံးနိုင်တဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးဖြစ်လာပြီးဆိုရင်ကိုကကိုယ့်ရဲ့အိမ်အောင်ဘက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူပဲဖြစ်ဖြစ်သူတို့ရဲ့ဒီအပြောနဲ့အလုံးနဲ့ညီမညီဆိုတာကိုကိုကစစ်ဆေးဖို့လိုတယ်ကိုလေးလာဖို့လိုတယ်တစ်ချိန်ကိုခွင့်လွတ်တယ်နှစ်ချိန်ခွင့်လွတ်တယ်သုံးချိန်ချီသူတို့ဒီထပ်ပြီးတော့ဖောက်ပြန်နေတဲ့သူဖြစ်နေသေးတယ်ဆိုရင်တော့ပြောစရာစကားတော့မရှိတော့ဘူးအဲ့တော့ပထမတစ်ချိန်မှာတချို့တော့သူတွေကခွင့်လွတ်ပေးလို့ရသေးတယ် နောက်တစ်ချိန်ဒုတိယအချိန်မှာလည်းကိုကဆွတ်လွတ်လို့ရပြီ။ဘာကြောင့်ဆိုတော့ပထမတစ်ချိန်မှာလည်းကိုတိသွားပြီဆိုတော့သူတို့ဒုတိယတစ်ချိန်ထပ်ဖြစ်တယ်ဆိုတဲ့အရာပေါ်မှာပေးကြတာတစ်ခုကတော့အေဒါဒီပေးကြတာတစ်ခုကတော့ကိုပေါ်တစ္ဆာဘယ်တော့မှမရှိနိုင်တော့တဲ့သူဖြစ်တယ်လို့ကိုကိုလည်းတကယ်မေတ္တာစင်မေတ္တာမှန်တဲ့ချစ်တဲ့သူမဟုတ်တော့ဘူးအဲ့ဒါကြောင့်ကိုဒီကိုရဲ့အချစ်နဲ့ကိုရဲ့တစ္ဆာတရားတွေနဲ့သူတို့နဲ့မထိုက်တန်ဘူးသူတို့နဲ့မတန်တာဖြစ်တော့ကြောင့်ကိုဘက်ချမ်းက ြောရမယ်ဆိုရင်တော့လက်လွတ်ပါ၊ကွာရှင်းပါ၊ပြက်စဲပါဒါအဓိကအကောင်းဆုံးပဲ။ဘာကြောင့်လဲဆိုတော့ကိုယ်လဲကိုဘဝကိုကိုရှေ့ဆက်လှလှပပနဲ့ဟိုစမတ်ကြကြဖြတ်တန်လို့ရတယ်။သူတို့လိုတစ္ဆာမရှိတဲ့ဒူတွေအတွက်နဲ့ကိုဘဝကြီးကိုမျက်ရည်တွေနဲ့မျက်ခွက်တွေနဲ့ခံစားနေရတယ်မတန်ဘူး။ကိုယ့်ရဲ့မိဘကလည်းမွေးလိုက်တာအဲ့လိုမျိုးကြီးဖြစ်နေဖို့အတွက်မဟုတ်ဘူးဗျ။အဲ့ဒါကြောင့်မို့အရေးကြီးဆုံးသောအရာကကိုယ့်ရဲ့ဒီအဲအိမ်အောင်ဘက်တွေနဲ့ကြုံလာလို့ရှိမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဖောက်ပြန်နိုင်လားထပ်ဖောက်ပြန်နိုင်လားမဖောက်ပြန်နိုင်လားဆိုတာသူတို့ရဲ့ အကျင့်ကြီးကိုစစ်ဆေးလို့ရပါတယ်ခင်ဗျ။ဧကြာတခါပထမဦးဆုံးချိန်မိသွားတဲ့အခါမှာဒါကပထမဦးဆုံးပါလို့တော့ပြောတယ်။ဒါပေမဲ့ဖြစ်ကြောင်လည်းဖြစ်နိုင်တယ်။တချို့တော့သူတွေကတော့ကိုမသိခင်တည်းကအကျင့်ပေါင်းများစွာဖောက်ပြန်ထားတဲ့သူတွေလည်းရှိနိုင်တယ်။ဒါကတော့မသိနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ကိုကပဲမူတည်တာကိုကပဲအာသူတို့ကိုဆက်ပြီးလက်ခံတယ်လားမလက်ခံတယ်လားဆိုတာကိုပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။အဲ့တော့မင်းကလေးဘက်ကတစ္ဆာရှိတဲ့သူပဲဖြစ်ဖြစ်ယောက်ျားလေးဘက်ကတစ္ဆာရှိတဲ့သူပဲဖြစ်ဒီလိုတစ္ဆာတရားကြီးတဲ့ ချစ်သူအိမ်တော်ဘက်မျိုးရထားတဲ့အခါကြလို့ရှိတယောက်ကိုတယောက်လေးစားပြီးတော့တန်ဖိုးထားပြီးတော့မဖောက်ပြန်တာအကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ကတော်မများယနေ့ခေတ်မှာတွေ့နေရတာယောက်ျားလေးတွေဘက်ကတစ္ဆာရှိတယ်ဆိုရင်မိန်းကလေးဘက်ကတစ္ဆာဖောက်တယ်မိန်းကလေးတွေဘက်ကတစ္ဆာရှိပြန်ပြီးတော့ယောက်ျားလေးဘက်ကတစ္ဆာဖောက်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အခြေစားရေးသားတွေကောင်းမွန်ပြီးတော့တကယ်ကိုအိမ်တော်တစ်ခုကိုလိုလိုလားလားနဲ့တကယ်ကိုကိုချင်းတိတ်ခါကောင်းမွန်စွာနဲ့တကယ်ဖောက်ပြန်မှုကင်းတဲ့ချစ်ချင်းအိမ်တော်ရေးတွေအားလုံးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ